ောင်မြင်မှုရဲ့အတ္တိကတော့ရဲ့ဆိုတာပုံမကောင်းမွန်တဲ့ဘွားကိုပိုင်ဆိုင်နိုင်စေမဲ့အခြေလမ်းတွေအတွက်ပေးထားတဲ့ဂတိတွေကိုတည်နိုင်တဲ့သူဖြစ်ဖို့ပဲဖြစ်ပါတယ်။ဒီကဘာပေါ်မှာအောင်မြင်မှုဆိုတာကိုရှာဖွေနေတဲ့သူတိုင်းဟာအသိပညာနဲ့အောင်မြင်မှုကိုတည်ဆောက်ဖို့နိလန်းတွေကိုကြိုးစားရှာဖွေနေကြပါမယ်။တကယ်တမ်းအောင်မြင်မှုကိုမတည်ဆောက်နိုင်ကြသေးပါဘူး။ ဒီလိုဖြစ်ရတာကလည်းအောင်မြင်မှုဆိုတာတင်ဖြစ်နေတဲ့တင်ရဲ့ပုံစံကနေတာရရှိနိုင်တာဖြစ်ပြီးတင်ရှာဖွေနေအောင်တသက်ဖြစ်တဲ့ခံစားချက်တွေကနေရရှိတာမျိုးမဟုတ်လို့ပါပဲအောင်မြင်မှုရဲ့အဓိကတော့ချက်ဆိုတာပုံမူကောင်းမွန်တဲ့ဘဝကိုပိုင်ဆိုင်နိုင်စေမဲ့အခြေလမ်းတွေအတွက်ပေးထားတဲ့ဂရုတွေကိုတည်နိုင်တဲ့သူ ဖြစ်ဖို့ပဲ ဖြစ်ပါတယ်အထူးသဖြင့် မိမိကိုယ်ကိုတိုးတက်ပြောင်းလဲဖို့ဂရိပေးပြီးရင်ဂရိတရားမှဖြစ်ပါတယ်။လှုပ်တဲ့အရာကိုလှုပ်ရှင်နေဆိုတော့အစင်တရားအောင်ကြိုးစားမြင့်တင်လှုပ်ကင်ဖို့တော့လိုအပ်ပါတယ်။ကိုနဲ့အတူဘဝတစ်ခုလုံးဖြတ်တန်းသွားတဲ့သူတွေအတွက် မျှဝေခြင်းနဲ့တည်ကြည်ခြင်းတို့ကို အပြင်သူတို့ရဲ့ဘဝတီကိုပါ တောက်ပအောင်ထွန်ညှိပေးခြင်းမျိုးတွေပေါ့။ ။ဒါကြောင့်ပုံမကောင်းမွန်တဲ့ဘွားကို ရရှိဖို့ဆိုတာကသင်ကိုယ်တိုင် လိုချင်တဲ့အရာတစ်ခုသာဖြစ်ရမယ်ဆိုရင်သင်ကိုယ်တိုင် အမြဲကြော်သွားတတ်တဲ့ရည်ကြီးတဲ့အချက်လေးကနေစတင်လိုက်ပါ။အဲ့ဒီအရာကတော့သင်ကိုယ်သင် လူအများပေါ်ပေးပြီးကတိကိုတည်ချင်းကနေစတင်ဖို့ဖြစ်ပါတယ်။ဒါဆိုသင်အတွက် တွန်းအားလေးတစ်ခုရှိလာပြီးပုံမူကောင်းမွန်တဲ့ဘဝလေးတစ်ခုကိုပိုင်ဆိုင်နိုင်ဖို့အတွက်စတဲ့ရအမှတ်လေးတစ်ခုကိုတင်ကိုယ်တိုင်တွေ့လာရပါလိမ့်မယ်